အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တန်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲသားရဲ့မာလာအားလုံးကြော်စော်တဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါဖေဒီကာကမြို့မနေထိုင်တဲ့ပညာတတ်မင်္ဂလေးတယောက်ဖြစ်ပါတယ်ဒါပေမဲ့ဖောက်ခင်ဖြစ်သူကတော့သမီးလေးကိုလက်ထပ်ဖို့အတွက်ဒေါသကောင်လေးတယောက်လိုက်ရှာပေးခဲ့ပါတယ်အကြောင်းကတော့သူတို့ကစင်ရဲကြလို့ပါပဲ မိန်ကလေးတယောက်အနေနဲ့ပညာတတ်ဖြစ်ပြီးကြတော့မှစင်ရနေတဲ့အတွက်ဒေါသလေးနဲ့လက်ထပ်ခဲ့ရပါတယ်။ဗီတီကာကိုရိုင်းကလည်းမြို့မှာပဲတသက်အလုံးကြည်ပြင်းနေထိုင်လာခဲ့တဲ့အတွက်ဒေါရွာလေးမှာနေထိုင်နိုင်မှန်းမဟုတ်တာကိုသိပါတယ်။မိဘတွေကတိုက်ကြောနေခဲ့တဲ့အခါမှာသူကလည်းသဘောတူလက်ခံပေးခဲ့ပါတယ်။သမီးလေးရေကောင်းလေးကရွာကဆိုပေမဲ့တတော်လေးကောင်းပေါ်နဲ့သမီးတပွားအလုံးပျော်ပျော်ရွှ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  ဖေတီကမင်းကမြို့မှာနေထိုင်ခဲ့တဲ့မင်းကလေးဖြစ်တဲ့အတွက်ဒီမှာနေရတာအဆင်ပြေမှာမဟုတ်မှန်းကိုသိပါရယ်ကွာအမေနဲ့နေရတာအဆင်ပြေအောင်နေနော်အမေစိတ်ထိခိုက်သွားစေမယ့်အပြုတ်အမှုမျိုးကိုတော့မင်းလုံးဝမလုပ်မိပါစေနဲ့ရှင်အခုဒါဘလို့စကားတွေပြောနေရလဲရှင်ဒီအိမ်ကအခုဆိုရင်ကျမရဲ့အိမ်ဖြစ်သွားပြီလေသူကရှင်ရဲ့အမေပဲမဟုတ်ဘူးကျမရဲ့အမေလည်းဖြစ်သွားပြီပေါ့ကျမအမေကိုအမြဲတမ်းပဲယူဆိုင်ပေးမှာပါ အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်ဒါပေမဲ့ VD ကားကမြို့ပေါ်ကောင်းမင်းကလေးတယောက်ဖြစ်တဲ့အတွက်ရခမောရဲ့ပြောဆိုတန်တွေကိုအမြဲတမ်းခံနေရပါတယ်ချွေးမလေးနေယူများယူသွားတာမဟုတ်ဘူးလားဘာအလုပ်တခုမှတေးချာမလုပ်တတ်ဘူးလားငါတို့ဒီမှာပတ်စံဘလိုမျိုးစ조사ရှာဖွေနေရလဲဆိုတာကိုသိရလားနေเจ้าနဲ့နွားနို့တွေအလကားဖြစ်ကုန်ပြီငါတို့အိမ်မှာနွားနို့ဆိုင်ဖွင့်ထားတာမဟုတ်ဘူးလေအမေကျမနွားနို့ကိုပြက်အောင်လုပ်နေတာအမေရဲ့နွားနို့ပြက်သွားတော့မှကျမတို့နှုတ်ခဲလုံးလို့ရမှာပေါ့ နှုတ်ခဲ့ရပြီဆိုရင်တော့ကျမတို့မုတ်အချို့တွေဘာတွေလုံးလို့ရတယ်လေဒီနေ့ကျမအရန်ကိုအရသာရှိတဲ့မုတ်အချို့အမေတို့အားလုံးကိုလှုပ်ကျွေးမလို့အမလေးဒုက္ခပါပဲမျိုးကချွေးမလေးတယောက်အိမ်ကိုရောက်လာတာမသိရင်တော့နိုင်ငံသားကချွေးမလေးအိမ်ကိုရောက်လာတဲ့အတိုင်းပဲနွားတို့တွေကိုဖျက်ဆီးပြီးသူကမုတ်အချို့တွေလုံးအောင်မဲ့တဲ့ဗေဒီကာကအမြဲတမ်းအစ်တတခုမဟုတ်တခုလှုပ်ဖို့အတွက်စ조사နေတတ်ပါရီသူသားကတော့ဆုံးရှုံးနေတာသွားတော့ကိုပဲအမြဲတမ်းကြည်နေတတ်ပါရီ ကဘေးအလောက်ကနေအိမ်ကိုပြန်လာတဲ့အခါတိုင်းသမီးရောက်ခမနှစ်ယောက်တို့အမြဲတမ်းရှံဖြစ်နေတတ်ကြပါရဲ့ငါတို့အိမ်မှာလည်းငါအမြဲသမီးဟင်ချက်ပြုတ်လာခဲ့တာပါနေသမီးဟင်ချက်ပြုတ်တာကိုကြည့်ပါဦးတရက်ကလုံးကိုတော့ခေါ်ပြီးကျွေးလို့ရတယ်ဘာလို့အများကြီးချက်နေရလဲငါတို့ကတော့ကိုရိုင်းသမီးကိုမီးသွေးမီးဖို့နဲ့ချက်ခဲကြတာဘလောက်တောင်အရသာရှိလိုက်တယ်လဲနေတော့ခင်မှာတော့အရာအလုံးအစဉ်ပြေချောမွေလွန်နေတယ်သမီးအိုလေးနဲ့သမီးကိုတဲလိုက်ရုံးပဲဟင်းဆိုလို့ရှင်လဲချက်တာမြန်ဆန်းနေရောပဲ ဒါကောင်းတာပေါ့မေရဲ့အရင်တုန်းကဆိုရင်တော့ဟင်းတစ်ခါချက်ဖို့နိုင်ခွက်တနာကြီးကြတယ်အခုဆိုရင်တော့10မိနစ်15မိနစ်လောက်ပဲချက်ယုံနေဟင်းထမင်းတွေအားလုံးချက်လို့ပြီးစီးသွားတယ်ငါနေတဲ့စကားကိုရှင်မပြောချင်တော့ပါဘူးနေတဲ့စကားပြောလို့ဘယ်သူနိုင်ဘူးလို့လေငါသားကပီးကလည်းလေငါဘာပဲပြောပြောဘာတခေါမှနားမထောင်ဘူးသူကတော့အနည်းကိုခေါင်းပေါက်ကိုတင်းထားလို့ပေါ့မဟုတ်ဘူးဆိုရင်တော့နေရောငါ့ကိုအခုလိုမျိုးလှုပ်ရဲပါမလားအမေရဲ့တော်ပါတော့ဗျာဘာလို့ဒီလောက်တောင်မှပြောဆိုနေရတာလဲ အမေတိရောတိရလာ gas နဲ့ကျွန်တော်တို့ထမင်းဟင်းချက်ရတာပို့ပြီးတော့ဈေးကြည့်တယ် gas ထည့်ရတာတော်တော်လေးကိုဈေးကြည့်နေပြီအမေရဲ့အဲ့ဒါကြောင့်ကျွန်တော်လည်းမဝယ်နိုင်တော့ဘူးအိမ်မှာထမင်းဟင်းချက်ရတာကပို့ပြီးတော့လွယ်ကူများစမ်းတယ်လေမမဆဆန်ချက်ပြုတ်လို့ပြီးတော့ကောင်းတာပေါ့တခြားအလုပ်တွေအများကြီးကိုလည်းလုပ်လို့ရတယ်အမေအရန်ကြီးလည်းရန်လိုက်ဖြစ်မနေပါနဲ့ကျွန်တော်ရဲ့လှစာကတလားတလားအများကြီးရတာလည်းမဟုတ်ဘူးနောက်ထပ်မိဖို့တလုံးကျွန်တော်ထပ်ပြီးတော့မဝယ်ပေးနိုင်တော့ဘူး တရမတော်ဗီဒီကလည်းတယောက်ကြားစိတ်ပြက်လက်ပြက်ဖြစ်ပြီးထိုင်းနေရကိုမြင်တွေ့ခဲ့ရပါတယ်။သူတတော်လေးစိတ်ပြက်ပြီးထိုင်းနေခဲ့ရပါ။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာဗီဒီကတော်မရေးကြည်လိုက်ပါတယ်။အခုတလောရှင်းဝင်ကြည့်ရတာအတော်လေးစိုးရင်စိတ်ပြက်နေတဲ့ပုံစံပဲနော်။ဘာဖြစ်တာလဲ။ဘလို့ပြောပြရမလဲမိန်းမရဲ့။ငါတို့အခုလိုမျိုးကြောင်တွေ့ရမယ်လို့လုံးဝမထင်ထားခဲ့ဘူး။လွန်ခဲ့တဲ့ရက်အနှဲငယ်လောက်ကပဲငါတိခဲ့ရတာငါအမကိုလက်ထပ်ပေးနေတဲ့အချိန်အဖေကဒီအိမ်ကိုအပေါင်ထားလိုက်တယ်တဲ့ ဒီအိမ်ကိုအပေါင်ထားတဲ့အခါကျတော့အတုံးလုံးတွေကလည်းတော်တော်လေးတက်နေလေအဖေကမရှိတော့ဘူးဆိုပေမဲ့အခုငါ့မှာဒီအကျွေးတွေကိုဆက်ဖို့အတွက်တာဝန်ကရှိလာပြီငါအခုဘယ်လိုမျိုးအကျွေးတွေကိုပြန်ဆက်ရမလဲလုံးဝနားမလဲတော့မိမကြီးငါအကျွေးဆက်ရမလားကိုယ့်အတွက်ကိုစဉ်းစားရမလားဘာလုပ်ရမှာတော့ဒါတော့ဒီကိစ္စတွေအများကြီးဖြစ်သွားပြီရှင်သိအောင်မသိခဲ့ဘူးလားတကယ်ပြောနေရမိမရဲ့ငါမင်းကိုလိန်ပါမလားကွာမင်းကိုကြိမ်ပြီးပြောရတယ်ငါဒီကိစ္စတွေအားလုံးဘာတစ်ခုမှမသိခဲ့ဘူး ဒီနေ့ပဲငါဖေးပေါင်ခံထားခဲ့တဲ့တထေးကြီးကပြောခဲ့တယ်။တိတ်မကြခင်မှာအင်းရဲ့အကျွေးတွေအကုန်လုံးကိုပြန်လာမဆက်ဘူးဆိုရင်တော့အင်းကိုတိတ်မယ်တဲ့။ဘာပြောရဲ6လ။ရှင်6လအတွင်းပတ်စံစူဆောင်းနိုင်မှာမဟုတ်လို့လားရှင်။အင်းမိမရေငါလည်းအဲ့ဒါကိုပဲစဉ်းစားပြီးတော်တော်လေးစိတ်ညစ်နေပြီးဘာလို့ရမှာလဲ။ကုမ္ပဏီကလည်းအခုဆိုရင်တော့အရှုံးပေါ်နေပြီ။အလုပ်သမားတွေကိုလည်းရှော့ချနေတယ်။ငါတို့အလုပ်သမားတွေအကုန်လုံးကိုတထေးကမြတ်ဆောင်ထိုးနေတာတော်တော်လေးကိုကြာနေပြီးဘယ်အချိန်မှငါ့ကိုအလုပ်ထုတ်မလဲမသိဘူး။ ဒါပေမဲ့ဒီကိစ္စတွေအားလုံးအမေကိုတော့မပြောပြလိုက်ပါနဲ့နော်ဒါပေမဲ့သူသားကတော့အပြင်းမရနေခဲ့တဲ့အတွက်သူတို့ရဲ့ပြောနေတဲ့စကားတွေအားလုံးကြားသွားပါရည်။ဒါကြောင့်ပြောလိုက်ပါရည်။စကားတွေအားလုံးကိုကြားပြီးပြီးတော့တားရဲ့အဖေအမေတို့ကိုဒီလောက်ထိလှုပ်ဖြစ်သွားလိမ့်မယ်လို့အမေလုံးဝမထင်ထားခင်မိဘူး။အမေကလည်းဘာလို့ဒီလောက်တောင်မှစွန့်ရင်ပုံပန်နေရတာလဲရှင်။ကျမတို့နှစ်ယောက်လုံးရှိနေရပဲအရာအားလုံးအစဉ်ပြေသွားအောင် လုပ်ပေးလိုက်မှာပေါ့။တပတ်ကြာမြင့်သွားခဲ့တဲ့အခါမှာထင်းတဲ့အတိုင်းဖြစ်လာခဲ့ပါရည်။ ကပီးတဲ့အလောက်ကနေထုတ်ပဲခံလိုက်ရပြီးပါနီလာမမရှိတော့ပါဘူးအလောက်တခုအမြန်ရဖို့ဆိုတော့ကလည်းလွယ်ကိုတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူးချွေးမလေးရဲ့ကပီးတခုလည်းကြည့်ပါအောင်သူအရန်ကိုစွန့်ရင်ပုံပန်နေတယ်တတော်လေးကိုလည်းပိန်သွားတယ်ထမင်းလည်းကောင်းကောင်းမစားတော့ဘူးသူအတော်ကောင်းတာလေးတခုခုလှုပ်ပေးမှဖြစ်မယ်နဲ့တူပါတယ်အမေရဲ့ကျမဘော်တွေကိုထပ်ပြီးလှုပ်ပေးနေအောင်မလဲအိမ်မှာအလူပဲရှိတယ်ဘာမှလည်းရှိတာမဟုတ်ဘူးအေးချွေးမလေးရေရတယ်ဒါဆိုလို့ရှင်လေအလူနဲ့ပတ်သက်ပြီးတော့တခုခုလှုပ်လိုက်ကြော်လေး ဘလို့မစုံနင်ကဘာတစ်ခုမှကောင်းကောင်းလုပ်တတ်ကြလည်းမဟုတ်ဘူးနင်လုပ်တဲ့အရာတိုင်းအားလုံးပျက်စီးသွားတာကြီးပဲဒီနောက်မှာတော့ဖီတီကာကလည်းတယောက်ကြားအဝါစားတောက်ချင်တာဘာများရှိမလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်ဒါကြောင့်ဖီတီကာကလည်းမိဖို့ခံနေသွားပြီးနောက်မှာတော့အာလူးမလာလေးတစ်ပွဲလုပ်ခဲလိုက်ပါတယ်ဒီနောက်ဆူတာနဲ့ကပီတို့နှစ်ယောက်စလုံးကိုတမကိုယ်တိုင်လှုပ်ထားတဲ့အာလူးမလာကျွေးလိုက်ပါတယ်ချွေးမလေးရေဂျာပါလေဂျာပါလောက်ကြလေနင်သားဘာတွေကိုလောက်ခဲ့ရပြန်လာလေအမေဒါကအာလူးမလားလေအရန်ဆောက်လို့ကောင်းနေ မြို့မှာဆိုလို့ရှင်တော့အခုလိုမျိုးမာလာအာလူချောင်းကြော်တွေကိုအားလုံးကကြိုက်ကြတယ်စားလဲစားကြတယ်အမေစားကြည့်ပါဘာလဲအဲ့ဒါဘာကြီးလဲတခါမှမကြဘူးအာလူချောင်းဆိုတာကိုတော့မှငါတို့စားဘူးတာမဟုတ်ဘူးမာလာဆိုတာကရောဘာကြီးလဲကပေးကလည်းသူ့မိမလှုပ်ထားတဲ့မာလာအာလူချောင်းကြော်စားပြီးနောက်မှာပြောပါတယ်ကောင်းလိုက်တာဝေတီကရဲ့မင်းလှုပ်ထားတဲ့အာလူကြော်တွေကတကယ်အရန်အစားကောင်းတယ်ငါတို့စားလိုက်တာနဲ့ ပုံပင်တော့ကတွေအားလုံးကင်ဝေသွားတယ်လို့မျိုးခန်းစားလိုက်ရတယ်။အေးဟုတ်တယ်ချွေမလေးရဲ့နင်းလောက်ထားတဲ့မုတ်တွေကစားလို့အရန်ကောင်းတယ်တိလာငါလည်းကြိုက်တယ်။ဟုတ်တယ်မေဒါတွေကတကယ်အရသာရှိပြီးစားကောင်းတယ်။အေးနင်းတို့မျိုးသူတွေစားတဲ့အစားအသောက်တွေကတော့အထူးဆန်တွေကြီးပဲ။ရွာမှာတော့ဒါတွေဘယ်တော့ကဘမရလို့လဲဒီမှာဘယ်သူမှလည်းဒါတွေကိုရောင်းကြတာမဟုတ်ဘူးလေ။ဒါနဲ့အမေယောက်ျားကျမတခုတော့ပြောလို့ရမလား။ရှင်အလုပ်ပြန်မရမချင်းကျမရွာမှာမာလာအလုပ်ချောင်းကြောက်လေးရောင်းမယ်ဆိုလို့ရှင်ဘလို့လဲကျမဒါကိုစဉ်းစားနေရ အလုံးပဲသဘောတူတယ်ဆိုရင်တော့ကျမဒီအလုပ်လေးကိုစတင်ချင်နေရှင်အခုတလောအပြင်ကသူတွေကဒါရီစားရအရင်အောင်ကြိုက်ကြတယ်အေးချွေးမလေးရေဘလို့မစိုး6လအတွင်းအမေတို့ပတ်စံစုမဖြစ်မဲ6လအတွင်းတော့ပတ်စံမစုနိုင်ဘူးဆိုလို့ရှင်တော့အမေတို့လက်ထဲကနေဒီအိမ်လွတ်ထွက်သွားမှာဒါဆိုလို့ရှင်တော့နင်လုံးချင်တာကိုတော့လှုပ်လိုက်ပါတော့ငါလဲနေကိုအကူညီပေးမယ်လေချွေးမလေးရေဗေတီကာစီမှာအမေစီကနေရရှိလာခဲ့တဲ့ပတ်စံအနှဲငယ်စုဆောင်ထားတာရှိပါတယ်ရှိတဲ့ပတ်စံလေးနဲ့တမလို့အတဲပစ္စည်းတွေအကုန်လုံးကိုဝယ်ယူခဲ့ပါတယ် ပြီးတော့ဒီမှာလောက်တက်တဲ့အာလူမလာတွေကိုစတင်လုပ်ခဲ့ပါတော့တယ်အမေရဲ့ပြီးသွားပြီကျမလောက်ဆရာရှိတာအာလုံးလုံးလို့ပြီးသွားပြီအမေဒါဆိုရင်တော့ဓာရီကိုသွားပြီးတော့ရောင်းရတော့မယ်အဲဒီနောက်မှာတော့တမီရောက်ခမားနှစ်ယောက်စလုံးကလည်းသွားပြီးတော့ရောင်းခဲ့ကြပါတယ်လာကြပါရှင်လာကြပါမာလာအာလူကြော်တွေရမယ်နော်မာလာအာလူချောင်းကြော်တွေရမယ်အရောက်တော်ရှိပြီးဈေးတက်တာနဲ့စားလို့ရနိုင်တဲ့အာလူချောင်းကြော်တွေပါဒီနေရာကလွဲလို့ဘယ်နေရာမှမရှိမှမဟုတ်ဘူးနော်အနေပဝင်ချင်းကသူတွေကလည်းသူတို့နှစ်ယောက်ရောင်းနေတဲ့အာလူကြော်တွေကိုဝင်စားခဲ့ကြပါတယ် မောက်တွေကိုစားပြီးနောက်မှာတော့အားလုံးကလည်းချီးကျူးသွားခဲ့ကြပါတော့တယ်။တရက်အလုံးသူတို့ဆိုင်မှာလာစားကြတဲ့ဝယ်သူတွေကတစိမ့်တိုးပါပဲ။ပထမဦးဆုံးနေ့ရက်လေးမှာပဲသူတို့ရဲ့အားလုံးကြော်ရီအားလုံးရောင်းလို့ကုန်သွားခဲ့ပါပြီ။အခုထိညနေရောင်မဆောင်သေးပါဘူးပစ္စည်းတွေကတော့အကုန်ကုန်သွားပါရဲ့။အမေဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်ဘူး။ကျမတို့မနေ့ပြန်ကြရင်တော့မောက်တွေကိုပိုလုံးမဖြစ်တော့မယ်နဲ့တူတယ်။အဲ့တော့မှပဲအဆင်ပြေမယ်နော်။အေးဟုတ်တယ်ချွေးမလေးရဲ့ကောင်းတယ်ဒါဆိုရင်တော့အမေရဲ့အိမ်ကြီးချင်းဦးလေးကြီးစီကနေပြီးအာလူတအိတ်တစ်ခါတည်းဝယ်ထားလိုက်တော့မင်း ။ရွာကနေပြီးတော့ရတဲ့အာလို့တွေကတကယ်အရန်ကိုလက်ဆက်ပြီးတော့ခြုံမွေးနေရပဲ။သူကတအိတ်ဝဲမယ်ဆိုလို့ရှင်တော့ဈေးတသက်တသားနဲ့အမေတို့ကိုပေးလိုက်လိမ့်မယ်။လက်ဆက်နေတဲ့အာလို့နဲ့လောက်ထားတဲ့အာလို့ကြော်တွေကတကယ်အရာသာရှိပါရည်။ဝဲသူတွေအကုန်လုံးကလည်းမာလာအာလို့ချောင်းကျော်စားပြီးဝမ်းသာပျော်ရွှင်ခဲ့ကြပါရည်။ကျန်တဲ့သူတွေအရှိမလဲသူတို့ကအရသာရှိတဲ့သမီးရောက်ကမရောင်းနေတဲ့အာလူချောင်းတွေအကြောင်းပြောလိုက်ပါရီနှစ်ယောက်စုံရဲ့အလောက်ကတော်တော်လေးအဆင်ပြေခဲ့ကြပါပြီကပီးကလည်းသူတို့နဲ့အတူတူကိုညီလောက်ကိုင်းပေးနေခဲ့ပါရီ အမေကျမတို့အလုပ်ကိုဒီထက်ပိုပြီးတော့စူးစမ်းလုပ်တဲ့နေကျမတို့ဆိုင်လေးတစ်ဆိုင်ငှားပြီးရောင်းမယ်ဆိုရင်ရောဘယ်လိုလဲမင်းဘာမှအရင်ကြီးစွန့်ပုံပန်းမနေပါနဲ့ငါလှုပ်ဆရာရှိတာလှုပ်ပြီးသွားပြီးစကားလေးပြောပြီးသွားပြီးဒီနေ့ကစပြီးအဲ့ဒီမှာပဲအလုပ်ကိုလှုပ်ကြတော့နော်တို့ကဆိုင်တစ်ဆိုင်ကိုငှားရမ်းပြီးနောက်မှာတော့ထိုင်စားဖို့အတွက်စပွဲနဲ့ထိုင်ကုန်တွေကိုလည်းပြင်ဆင်ထားခဲ့ကြပါသည်။ဒါမှဝယ်သူတွေကလည်းစိတ်အေးသသာစွာနဲ့ထိုင်စားလို့ရပါသည်။ဆိုင်နမဲကိုလည်းတမီးရခမရဲ့ အာလူကြော်ဆိုင်ဆိုပြီးဖွင့်လဲခဲ့ကြပါတယ်တချို့လူတွေကတော့အိမ်မှာအိမ်ရောက်မှစားခဲ့ကြပါတယ်ကပီးကိုတိုင်းကလည်းအိမ်တိုင်းကိုလိုက်ပို့ပေးနေကြရပါပြီအချိန်အနည်းငယ်အတွင်းသူတို့ကအလုပ်တွေကိုစူးစမ်းလိုက်တာနောက်ဆုံးမှာတော့အိမ်ကိုပြန်ရွှေ့နိုင်သွားခဲ့ပါတယ်အကျွေးတွေအကုန်လုံးကိုလည်းပြန်ဆန်နိုင်ခဲ့ကြပါပြီကဲဝီဒီကဒါရီအားလုံးကမင်းကြောင့်ဖြစ်နိုင်ခဲ့တာပါမင်းသာဒီလုံကန်းကိုမစတင်ဘူးဆိုရင်တော့ငါဘယ်တော့မှဒီလိုလုံနိုင်မှာမဟုတ်ဘူးကပီးရဲ့နေရတော့လေနေရမိမကိုပဲချေးကျူးနေရတော့ ငါ့ကိုကြတော့ဘာမှမပြောတော့ဘူးလားငါလည်းစ조사ခဲ့ပါရဲ့မဟုတ်တာအမေရဲ့အမေ조사ခဲ့တာတားသိပါရဲ့အမေတို့နှစ်ယောက်လုံးကတကယ်အရန်ကို조사ခဲ့လို့အခုလိုဖြစ်လာခဲ့ရတာပေါ့အလုပ်တွေဘာတွေကိုတော့ကျွန်တော်တွားပြီးတော့မလုပ်တော့ဘူးကျွန်တော်တို့ကိုယ်တိုင်ပဲဒီမှာစီးပွားရေးအလုပ်အသေးတခုစတင်ကြမယ်နော်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အမေနဲ့ရခမရဲ့ကွာချမှုဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့ဒါဘာလို့တော့လဲမမေရဲ့တမီးကြိုက်တဲ့မဟုတ်တွေအားလုံးဘာဖြစ်လို့အမေတော့ခတ်ပြီးတော့တင်းချရတာလဲတမီးနည်းနည်းပပယူစားလိုက်တော့ဘာတွေများဖြစ်သွားမှာမို့လို့လဲ တမီးဒီအိမ်မှာမရှိတော့တဲ့အခါကျရင်တော့ဒါရီအားလုံးကိုဘယ်သူကစားမလဲဘယ်သူမှစားမလဲမဟုတ်တော့ဘဲနဲ့မိခင်ဖြစ်သူကတော့သူ့တမီးလေးဒီမောက်တွေစားမဆိုလို့အမြဲတမ်းဖွက်ထားတတ်ပါတယ်သူရဲ့တမီးလေးဒါရီအားလုံးကိုစားနေမယ်ဆိုလို့ရှင်တော့တဖြည်းဖြည်းနဲ့ဝတ်တောက်လာမှကိုသူစိုးရင်နေခဲ့လို့ပါပဲဝါနေတဲ့မိန်းကလေးကိုဆိုလို့ရှင်တော့ဘယ်ကောင်းလေးမှသဘောကျကြမှာမဟုတ်ဘူးလေနေရလေတချိန်အကုန်လုံးစားတော့ချင်နေရကြီးပဲဖြစ်နိုင်မယ်ဆိုရင်တော့တအိမ်လုံးကိုတော့မှစားပြစ်လိုက်မလားမသိပါဘူး မိန်ကလေးဆိုတာကိုဟောက်ကိုဂယူဆိုင်ရတယ်။နေရပစက်ကိုနည်းနည်းထိမ့်သိမ့်စမ်းမကဲတွားတွားတွားမိဖို့ကန်နဲ့အမြန်ဆုံးတွားပြီးအလုတ်လေးပါလေးအမြန်ဆုံးတွားလို့ထမင်းဟင်းလေးပါလေးတွားချက်အောင်အဲအလုတ်တွေပါလေးကိုခိုင်းမယ်ဆိုရင်တော့နင်တော့ဘယ်တော့မှမလုတ်ချင်ဘူးတခုခုဆိုလို့ရှင်တော့နင်အမြဲတမ်းစားတောက်ချင်နေရကြီးပဲနင်မစားချင်မတောက်ချင်တဲ့အချိန်ဆိုတော့ရှိရောရှိသေးရလားသမီးအမေရဲ့အမေရလေသမီးရဲ့အမေလားသမီးရောက်ခမလားဒီလောက်ထိအလုတ်တွေအများကြီးကိုတော့ရောက်ခမကတော့မှသူ့ရဲ့ချွေးမကိုအိမ်မှာခိုင်းမှာမဟုတ်ဘူးတိလားအမေဒီပုံစံရတယ် ရခမဘာဒီပုံစံအတိုင်းပဲဆိုလို့ရှင်တော့အဲ့ဒီမိန်ကလေးတက်တဲ့ချင်းစိတ်ပေါက်သွားမှဂျင်းကိုဂျင်းသေးတယ်။အေးကောင်းတယ်။အခုနင်းဘွားမှာဒါပဲလှုပ်ဖို့အတွက်ကြံတော့တာမလား။နင်းရဲ့တမျိုးလုံးကိုနင်းနမဲဖြတ်လိုက်တော့။နောက်ဆိုလို့ရှင်တော့ဘာတွေပြောကြမလဲ။ငါ့အိမ်ကမိန်ကလေးကိုဟောက်ကိုတက်သေးသွားတယ်ဆိုပြီးတော့လှောင်ပြောင်ချမှာပေါ့။ယောက်ျားဖြစ်သူကလည်းသူ့မိန်မရဲ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာစိတ်ပြတ်နေခဲ့ပါတယ်။သူလည်းဒီမခန့်နိုင်တော့တဲ့အစုံမှတော့လာပြောလိုက်တာပေါ့။မင်းရလေကွာဒါဘလို့စကားတွေပြောနေရတယ်။ ဘလို့မဆိုမင်းကသူ့ကိုမွေးချတာမင်းကအမေပဲလေသူ့ကိုနည်းနည်းသေးချရှင်းပြရမှာပေါ့အမေမဟုတ်ပဲနဲ့ရန်သူကြနေရပဲကွာဘယ်ချင်းပဲជីជីငါ့ရဲ့သမီးလေးကိုမင်းပြောဆိုစူပူနေတာကြီးပဲနောက်နေ့သူရခမရင်ရောက်သွားတဲ့အခါကြောင့်လို့ရှင်ဘလို့လောက်ကြမလဲသူအိမ်မှာမရှိရတဲ့အခါကြောင့်မင်းအမြဲတမ်းပဲငိုနေတော့မှာနင်းသာမငိုဘူးဆိုလို့ရှင်တော့ငါ့ကိုကြိုက်တာပြောတယောက်ကြိုက်စကားတွေကြားခဲ့ရတဲ့အခါမှာတော့မိမဖြစ်သူကလည်းအခန်းလေးကနေထွက်ခွာသွားပါတယ် တမီးလေးရဲ့အဖေရဲ့ဆန္ဒအတိုင်းသားဆိုရင်တော့ငါ့ရဲ့တမီးလေးကိုလေမင်းတမီးလေးလိုမျိုးအိမ်မှာအေးအေးဆေးဆေးနေစေခြင်းနဲ့ဘာအလို့တခုကိုမခိုင်းခြင်းမှာဘူးဒါပေမဲ့တမီးရဲ့အမေအကြောင်းကိုတော့တမီးလေးသိတယ်မလားသူ့ကိုတော့ဒီအိမ်မှာဘယ်သူမှနိုင်ကြတာမဟုတ်ဘူးအဖေလည်းမနိုင်ဘူးငါ့ရဲ့တမီးလေးရောက်မှအိမ်မှာလည်းဒီပုံစံအတိုင်းပဲအလို့တွေလုပ်နေရရင်တော့အဖေသေးဖို့ပဲရှိတယ်တမီးရဲ့ရပါတယ်အဖေရဲ့အမေအိမ်မှာတော့တလောက်ထိလုပ်နေရပဲရောက်မှအိမ်ရောက်သွားလို့ရှင်လဲလှုပ်လိုက်မှာပေါ့တမီးတီးခံနိုင်ပါတယ်အဖေဘောင်းမလည်းအရန်ကြီးစိတ်ပုံမနေနဲ့တမီးဒါရီအားလုံးကအကျင့်ဖြစ်နေပြီ ဒါဆိုလို့ရှိရင်တော့အဖေရေသမီးလည်းသွားတော့မယ်နော်။အမေရောသမီးကိုထမင်းဟင်းချက်ပြုတ်ဆိုပြီးတော့ပြောထားတယ်။ထမင်းဟင်းမချက်ပြုတ်ပေးဘူးဆိုရင်တော့ပြန်ပြီးစနေလိမ့်မယ်။သူမကတော်တော်လေးယူသားပြီးလိမ်မာလွန်ပါရီ။ကိစ္စတစ်ခုကိုအကြာကြီးကောင်းနေမှမစင်စားထားတတ်ပါဘူး။ဒါရီအားလုံးကိုသူမမေးပြလိုက်ပါပြီ။သူမတတိယတော်ဆိုလို့ကောင်းမွန်တဲ့ရခမအင်ကိုရချင်တာပါပဲ။သူမလက်ထပ်ပွဲအတွက်ကိုပဲနည်းနည်းပို့ပြီးတော့စင်စားတတ်ပါရီ။ ူမရဲ့အုံနောက်ထဲမှာနှိမ့်ဆက်တတ်တဲ့ရခမရှိလာနိုင်တဲ့ဆိုပြီးတော့ပဲတွေးနေတတ်တဲ့အတွက်လက်ထပ်ပိုးကိုလည်းနည်းနည်းလေးတော့ကြောက်ရွံ့နေခဲ့ပါတယ်။ရခမနဲ့တွေးတဲ့အခါမှာသူမအကောင်းမွန်ဆုံးနေထိုင်တတ်ဖို့အတွက်လည်းကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။တရမှာတော့သူကလည်းတငယ်ချင်းတယောက်ရဲ့မင်္ဂလာပွဲကိုတော့တက်ရတော့မှာပါ။ဒါကြောင့်သူ့အမေမသိအောင်သူကတတဲ့ဟေးလေးအဝတ်စားတစ်ထည်ဝယ်လာခဲ့လိုက်ပါတယ်။အဝတ်စားဝယ်လာခဲ့ပြီးရနောက်မှာတော့သူမတတဲ့ဟေးလေးဗီဒီယိုထဲမှာထည့်ဖွက်ထားလိုက်ပါတော့တယ်။မိခင်ဖြစ်သူကလည်း အခန်းထဲမှာတခုခုလာရှာနေရင်အဲ့ဒီအဝတ်အစားကိုတွေ့သွားခဲ့ပါတော့တယ်။အဝတ်အစားကိုဖွင့်ကြည့်ပြီးနောက်မှာတော့အမေကလည်းပြောလိုက်တာပေါ့။ဒါပါကြည့်လေ။သူဒါပါတွေကိုဝယ်လာခဲ့ရလေ။ဒါလောက်ထိအင်းကြီးအဝတ်အစားတဲတဲလေးတွေသူဘာဖြစ်လို့ဝယ်လာရတာလဲ။နေပါအောင်ရာဂနီသူဝတ်ဖို့အတွက်များဒါကိုဝယ်လာခဲ့တာလားမသိပါဘူး။ဒီနေ့ဘလို့မဆိုသူရဲ့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်ရှိနေရပဲသူဒါကိုဝတ်ပြီးသွားမလို့လား။ရာဂနီရဲ့ရာဂနီဒီဝလာခဲ့စမ်း။ဟုတ်ကဲ့ပါအမေရဲ့ပြောပါ။ဘာလို့ဒီလောက်တောင်မှအော်ဟစ်နေရတာလဲ။ ငေါ့အရင်ဆုံးဒီကိစ္စပြောပြစမ်းမအောင်ဒီဝိဆောင်ကနေရဲ့ဝိဆောင်မဟုတ်လားဟုတ်တယ်လေအမေရဲ့ဒါကတမီးရဲ့ဝိဆောင်ပဲတမီးရဲ့တငယ်ချင်းမင်္ဂလာဆောင်ရှိတယ်မလားညနေကျရင်အဲ့ဒါကြောင့်တမီးသူ့ရဲ့မင်္ဂလာဆောင်မှာဝိဖို့အကြွနေအရှက်မရှိဘူးလားဟမ်မင်္ဂလာဆောင်ကိုဒီလိုအဝတ်စားဝတ်ပြီးတော့သွားမယ်ဟုတ်လားနင်ဒီအဝတ်စားဝတ်ပြီးအပြင်ထွက်ရင်လူတွေအားလုံးငါတို့ဘာပြောကြမလဲသမီးလေးတယောက်ရှိတာကိုတော့မထိန်သိမ်းနိုင်ဘူးလို့ပြောကြမှာပေါ့ဒီလိုအဝတ်စားတွေဝတ်စရာဘာအကြောင်းမှမရှိဘူးဒီမှာအိမ်မှာအဝတ်စားတွေအများကြီးပဲရှိတယ်ကြံနဲ့လုံချုံနဲ့အဝတ်စားကိုပဲဝတ်သွားလိုက် အမေကလည်းအဝေစားကိုတော်မှကိုကြိုက်တာကိုဝေးလို့မရတော့ဘူးလားအမေပြောလေတမီးခုံဒီအဲ့တခုကိုပဲခြုံပြီးတော့သွားလိုက်ကြမယ်အဲ့ဒါဆိုလို့ရှင်တော့အဆင်ပြေတယ်မလားရာဂီနီကသူ့အမေရဲ့အကျင့်တွေကြောင့်စိတ်ပြတ်ဝမ်းနေနေခဲ့ပေမဲ့ဘာလို့လို့ရမှာလဲနှစ်နှစ်ကြာမြင့်သွားခဲ့တဲ့အခါမှာရာဂီနီကလည်းအမရဆိုတဲ့ကောင်းလေးတယောက်နဲ့လက်ထပ်ခဲ့ပါတယ်အဲ့ဒါကလည်းသူမသဘောကျလို့လက်ထပ်ခဲ့ရမဟုတ်ပါဘူးမင်္ဂလာဆောင်မှာပြင်ဆင်စီရအားလုံးအဝေးအစားကအစားလဝိယတနာအစုံတရိုးသားရော အမေဖြစ်သူရွေးချယ်ပေးတဲ့အတိုင်းသူမလက်ထပ်ခဲ့ရပါရာဂနီနဲ့အားလုံးကိုပျော်ပျော်ရွှင်ရွှင်လက်ခံလိုက်ပါတယ်မင်္ဂလာဆောင်ပြီးနောက်နေ့ရောက်သွားခဲ့တဲ့အခါမှာရာဂနီရေမိုးချိုးပြီးတော့မိဖို့ခံနေဝင်လာပါတယ်ရခမဖြစ်သူကမိဖို့ခံနေမှာထမင်းဟင်းချက်ပြုံးနေပါတယ်ဒါကိုတွေ့ခဲ့ရတဲ့အခါမှာရာဂနီပြောလိုက်ပါတယ်အမေကျမကိုပြောပါကျမဘာလုပ်ရမလဲကျမလုပ်ပေးမယ်လေအမေရေပြောပါအော်ငါ့ရဲ့ခလေးလေးရေဘာလို့အစောကြီးထပြီးတော့မိဖို့ခံနေဝင်လာရတာလဲအေးအေးစစ်စစ်အိတ်အောင်ပါဗောဘလို့မစုံနေအတွက်ဒီနေ့ကဒီအိမ်မှာပထမဦးဆုံးနေ့ရက်လေးမဟုတ်လား အဲ့ဒါကြောင့်နောက်မှအေးအေးဆေးဆေးထလာခဲ့လေရတာပဲကဲသွားသွားသွားသမီးလေးရေအခန်းထဲသွားအေးအေးဆေးဆေးသွားပြီးတော့အနားယူနေလိုက်ပါအောင်ထွက်မလာသေးနဲ့ဒါပေမဲ့အမေကျမဒီနေ့ဒီအိမ်မှာပထမဦးဆုံးနေဆိုတော့ပထမဦးဆုံးမိဖို့ခံနေဝင်ရမယ်နေမဟုတ်လားရင်တရက်နှစ်ရက်လောက်တော့အေးအေးဆေးဆေးအနားယူလိုက်ပါအောင်သမီးလေးရဲ့နောက်တဘောအောင်ဒီမိဖို့ခံကိုသမီးလေးပဲတာဝန်ယူရမှာကဲသွားသွားသွားအခုတော့အခန်းထဲဝင်သွားပြီးအေးအေးဆေးဆေးအနားယူနေလိုက်ရခမကသူမကိုဒီလောက်ထိချစ်နေရတွေ့ခဲ့ရတဲ့အခါမှာသူမဝမ်းသာသွားခဲ့ပါတယ် သူကလည်းမျက်ရည်ကိုထိမ်ပြီးနောက်မှာတော့အခန်းထဲပြန်ဝင်သွားလိုက်ပါတယ်။သူမှစဉ်းစားလိုက်ပါတယ်။ရောက်မတိုင်းကတပုံစံနဲ့မဟုတ်ဘူးနော်။음ငါထင်ထားခဲ့တဲ့အရာတွေအကုန်လုံးကတကယ်မှားနေရပဲ။ငါရောက်မငါပေါ်အရန်ကောင်းတယ်။နောက်နေ့မှာကမလာကတော့အိတ်တွေထဲမှာအဝတ်အစားတွေကိုထည့်နေခဲ့ပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာရာဂီနီကလည်းမေးလိုက်ပါတယ်။အမေအမေအိမ်မှာနောက်ထပ်မိန်းကလေးငယ်လေးတယောက်ရှိတာလည်းမဟုတ်ဘဲနဲ့ဒီအဝတ်အစားလေးတွေကိုဘယ်သူအတွက်များထုတ်ပေးနေရလဲအမေ။ဘယ်သူအတွက်ထုတ်ပေးရမှာလဲကိုအတွက်ကိုထုတ်ပေးနေရပါ့။ အမန်ကလက်ထပ်ပြီးပြီးဆိုတော့ငါရဲ့တာဝန်တွေဝတ်တရားတွေအားလုံးကပြီးသွားပြီအဲ့ဒါကြောင့်အခုလိုမျိုးဂျင်းစကတ်အတိုလေးတွေဂျင်းပေါင်းမှုတွေဝတ်ရင်ကောင်းမလားလို့စဉ်းစားနေရလေတကယ်ပြောနေရလားအမေရဲ့အမေရဒါတွေအားလုံးကိုဝတ်မလို့လားကျမဖြစ်ယုံနှောင်းမယုံနိုင်ဘူးတကယ်ပါပဲအေးငါချွေးမလေးကတုံးလိုက်တာနော်တကယ်အရန်ကိုတုံးနေချွေးမလေးရသွားတာပဲငါအသက်ကြီးနေပြီလေချွေးမလေးရဲ့ဒါတွေအကုန်လုံးကိုငါဝတ်ပါမလားဒီဝတ်စာတွေအားလုံးထုတ်ပို့ပေးနေတယ်ဆိုတာကနေအတွက်ထုတ်ပို့ပေးနေရအယူမရဲ့ မနက်ဖြန်ညနေကျရင်တော့နင်တို့ခီးလေးပါလေထွားဆိုပြီးတော့ငါစစ်စင်ပေးထားတာလေရာဂနီကလည်းရဟန်းကိုဝမ်းတော့ပြောရွှင်သွားခဲ့ပါတော့တယ်ဒီနေ့မှာတော့သူ့ရဲ့မျက်လုံးအရှင်မမျက်နှာတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်တစ်ဖက်ကသူ့အမေရဲ့မျက်နှာဖြစ်ပြီးနောက်တစ်ဖက်ကတော့ရောက်ခမဖြစ်သူရဲ့မျက်နှာပါသူမခီးမသွားခင်တရားလုံးမှာပဲမိဘတွေကအိမ်မှာလာတွေ့ခဲ့ကြပါတယ်ကဲခမီးခမတ်ရေမနက်ဖြန်ကျရင်ကလေးတွေကခီးထွက်ကြမှာဆိုတော့သူတို့ကိုတခါတည်းနှုတ်ဆက်သွားလိုက်နော်နောက်ဆက်လက်ဆက်နဲ့ဒီမှာတရားလုံးနေပြီးတော့မှသွားပေါ့ဒီလိုနဲ့ မိဘတွေကလည်းဒီအိမ်မှာပဲတညာလောက်နေဖို့အတွက်သဘောတူခဲ့ရပါတယ်ညပိုင်းရာဂနီကအားလုံးအတွက်ထမင်းဟင်းထွေကိုခိုးခတ်ပြင်ဆင်ပေးနေခဲ့တဲ့အချိန်မှာအမေကတော့တမီးကိုမျိုးလုံးအမှုအရာနဲ့ပြောနေခဲ့ပါတယ်။အမေကလည်းသူ့တမီးဖြစ်သူနားမလဲတဲ့အခါမှာတော့အတန်အကျဲကြီးနဲ့ပြောလိုက်ပါတယ်။ကဲတမီးဘာလုပ်နေရလဲ။ဒါမိဘအိမ်မဟုတ်ဘူး။ရခမအိမ်။နေခေါင်းမိချုံထားလေ။ညပိုင်းရာဂနီကညိုင်းဝတ်ဆောင်လေးနဲ့အပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့အမေကလည်းပြောလိုက်ပါတယ်။ တမီးရဲ့နင်းရဲ့မိဘအိမ်မှာတော့နင်မလုပ်ခဲ့တဲ့အလုပ်တွေရခမအိမ်မှာလာလုပ်နေရလားနင်ဘာလို့ဒီလိုအဝတ်စားတွေဝတ်ပြီးတော့အိပ်ရတာလဲရခမကနင်းကိုဘလောက်တောင်မှပြောမလဲဆိုတာကိုနားမလည်ဘူးလားငါနင်းကိုကောင်းကောင်းမတင်ပေးခဲ့ဘူးဆိုပြီးတော့ပြောနေလိမ့်မယ်ရာဂနီမနက်ပိုင်းမနက်စာပြင်ဆင်ပေးတဲ့အချိန်မှာအမေရပြန်ပြောလိုက်ပါတယ်ရာဂနီရဲ့ဘာဖြစ်လို့၉နာရီမှအားလုံးကိုမနက်စာကြွေးရတာလဲဒီမှာတော့မနက်အစောကြီးထပြီးမနက်စာချက်လေရခမကတော့သူ့ခမီးခမန်ပြောတဲ့စကားတွေကိုနားထောင်နေခဲ့ပါတယ်သူ့ဘာတစ်ခုမှတော့ဝန်မပြောခဲ့ပါဘူး ရာဂနီကလည်းသူ့မေပြောတဲ့အတိုင်းဝေစာလဲပြီးခရီးသွားနေခဲ့တဲ့အချိန်မှာရခမကသူမကိုခေါ်ဆူလိုက်ပါတယ်။တမီးရဲ့တမီးဖျားကြောင်းသွားနေရလား။ဒါမှမဟုတ်ဟန်နီမွန်သွားနေရလားဒါကိုလည်းအမေကိုပြောဆမ်းမအောင်။ဒါပါရီကဝက်လာခဲ့ရတာလဲတမီးရဲ့။ကဲသွား။အမေအဲ့ရပေါ်မှာအဝေစာတစ်ခါတည်းထုတ်ထားတယ်။အဲ့ဒီအဝေစာကိုပဲတော်ဝက်ပြီးရောချက်ချင်းထွက်လာခဲ့လိုက်။ဒီဝေစာကိုမွေးလာခဲ့တော့နဲ့။ရာဂနီကလည်းရခမထုတ်ပေးတဲ့အဝိစာကိုဝေဆင်ပြီးအပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့အမေဖြစ်သူကပြိုးကြည့်နေခဲ့ရတယ်ပဲ။ ဟိုဘုရားသခင်နေပါရီကိုဝက်လာခဲ့ရလေဒီမင်းကလေးကတော့လေအတော်လေးကိုလွန်နေပြီးငါတို့လောက်တင်ကြပြတာပေးထားတာမှဒါမျိုးကိုဝေရဲသေးရဟုတ်လားယခမအိမ်မှာဒီလိုအဝတ်အစားတွေကိုဝတ်ဖို့အကြောသူတို့ကနေကိုခွင့်ပြုပေးထားတာလားကဲသွားသွားသွားဒါကိုလဲခဲ့ပြီးရင်တော့တခါရဲစာရီဝက်လာခဲ့လိုက်နေရတော့လေငါရဲ့တိတ်ခါတွေအကုန်လုံးကိုချနေရပဲလူတွေအကုန်လုံးငါတို့အတွက်ဘာတွေကိုစဉ်းစားကြမလဲဆိုတာကိုသိရလားငါတို့ကနေကိုကောင်းကောင်းမတင်ကြပေးခဲ့ဘူးဆိုပြီးတော့တွေးနေကြလိမ့်မယ်အော်ခမီးခမတ်ရဲ့ကျမရဲ့ချွေးမလေးကိုဘာဖြစ်လို့ဒီလောက်ကြောင်ပြောနေရတာလဲ သူကအခုဆိုရင်တော့အမရဲ့သမီးလေးမဟုတ်တော့ဘူးကျမတို့အိမ်ကချွေးမလေးဖြစ်နေပြီကျမရဲ့ချွေးမလေးကိုဟိုဟာလောက်ပါဒီဟာလောက်ပါဆိုရဲပြောခွင့်မျိုးအမမမရှိတော့ဘူးလေကျမရဲ့ချွေးမလေးကကျမအတွက်သမီးတယောက်လိုမျိုးပဲဒါကြောင့်ကျမတို့မိသားစုဝင်တွေအကုန်လုံးသဘောကျနှစ်သက်တဲ့အဝတ်အစားတွေကိုသူဝစ်လိုက်မယ်အမေနဲ့တူတူနေခဲ့တဲ့အချိန်တုန်းကအမေလိုမျိုးရောက်ခမကိုရရင်ဘလို့နေမလဲဆိုပြီးသမီးအမေတွေးခဲ့တယ်သမီးကတော့အသက်ရှင်လျက်တေးသွားမှကျိန်းသေးတယ်အမေရဲ့ရောက်ခမနဲ့တွေးခဲ့ရတဲ့အချိန်ကြာမှပဲသမီးနားလေတော့တယ်အမေရဲ့သမီးအမေထပ်ပို့ပြီးတော့သမီးရောက်ခမကပိုကောင်းနေခဲ့တယ် ပြောပြီးနောက်မှာတော့ရာဂနီကသူရခမကိုဖတ်ထားခဲ့လိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာတွေကိုတွေ့ကြရတဲ့အခါမှာအမေဖြစ်သူကလည်းသူရဲ့အမားတွေကိုသဘောပေါက်နားလည်သွားခဲ့ပါတယ်။အေးပါတမီးလေးရဲ့တမီးတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကိုတွေ့တော့အမေနားလည်သွားပြီ။ငါနဲ့ပေါ့အမေရဲ့အမားတွေကျူးလွန်ခဲ့မိတယ်။အခုတော့ငါရဲ့အမားတွေကိုပြုတ်ပြင်ပြောင်းလဲထောက်မယ်နော်။နေရခမနင်းကိုချစ်တယ်လို့မျိုးငါလည်းနင်းကိုအမြဲတမ်းချစ်သွားပါမယ်။ရာဂနီကလည်းသူရဲ့အမေကိုကြည့်ပြီးတော့ပြုံးနေခဲ့ပါတော့တယ်။ဒီနောက်အားလုံးကလည်းသူတို့ကိုအေးအေးဆေးဆေးနှုတ်ဆက်ပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်